ဝတ်အပ်တဲ့အရာကိုမလိုဝတ်ပေးတဲ့မိတ်ဆွေတို့တွေနဲ့တွေ့တွေ့ွားတဲ့အတွက်ဒုက္ခရောက်ခဲ့ရတယ်။အနေရကြောက်ခဲ့ရတာပဲဖြစ်ပါတယ်။အဲ့တော့လူတစ်ယောက်ကိုရေတိုးခဏတစ်ဖြုတ်ပေါင်းကြည့်ုံနဲ့သူဟာမိကောင်းစင်အောင်လို့ပြောရခက်ပါတယ်။လူဆိုတာကအဲများသောအားဖြင့်မျက်နှာဖုံးနေနဲ့များကြာဖြစ်တဲ့အတွက်ကိုယ်စီကအကျိုးတစ်ခုကိုလိုလားရတော့၎င်းသူ့ရဲ့ talent ကပေါင်းသစ်ဆက်ဆံရေးမှာထူးယူနေလို့ဆိုတော့၎င်းသူကြည့်ရတာခင်မကောင်းနဲ့သူကသဘောကောင်းနဲ့ကုညီတတ်တယ်လို့ထင်ရတဲ့သူတွေအများကြီးပါပဲ။ ဲ့တော့ဘယ်အခါကျမှမေကောင်းဆွေကောင်းဆိုတာသိမယ်လူတယောက်ကလောကမှာအောင်မြင်စွာရည်တည်ဖို့ဆိုဆိုရင်မေကောင်းဆွေကောင်းရှိဖို့ကဘလောက်တောင်အရေးကြီးရဲ့လို့ပြည့်သက်ခြင်းနေနဲ့ထင်ပါတယ်လေအဲ့တော့ဖြစ်ရလေတခုရှိပါတယ်စိန်တို့မြတ်စွာဘုရားရှင်လက်ထက်ကရှင်အာနန္ဒာကမြတ်စွာဘုရားရှင်ကိုမိခွန်းတစ်ခုမိခဲ့ပါတယ်အရှင်ဘုရားပေါ့မိကောင်းဆွေကောင်းရှိရင်အမှုကိစ္စတဝက်ပြီးမြောက်အောင်မြင်လဲဆိုတာဟုတ်ပါသလားဘုရားပေါ့အလိုမိပါတယ်အဲ့လိုမျိုးတော့မြတ်စွာဘုရားဘလို့ပြန်ဖြေခဲ့တယ်ဆိုရင်စစ်သားအာနန္ဒာတဲ့ မိကောင်းဆွေကောင်းရှင်အမှုကိစ္စတော့ဝက်အောင်မြင်တာမဟုတ်ဘူးတဲ့အမှုကိစ္စခက်သိမ်းပြီးမြောက်အောင်မြင်တဲ့အပြင်တန်ရာတစ်ခုလုံးမှာပါအောင်မြင်တယ်တန်ရာတစ်ခုလုံးအကျိုးများပါတယ်ဆိုပြီးတော့မြတ်စွာဘုရားပြန်ပြီးဖြေခဲ့ပါတယ်ဒါကိုကြည်ချင်းအဖြစ်စိတ်တို့တွေစီမှာမိဆွေကောင်းတွေရှိဖို့ဆိုတာအင်မတန်အရေးကြီးတယ်ဘလောက်အရေးကြီးလဲတန်တရာနဲ့ချီပြီးအရေးကြီးတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုပင်းသားမှာကိုပေါင်းသိနေတဲ့သူတွေကတကယ်ရောမိကောင်းဆွေကောင်းဖြစ်ရလားဆိုတာစမ်းစစ်ဆင်ခြင်ဖို့လည်းအရေးကြီးပါတယ်။ဖြစ်ရတဲ့မှတ်တမ်းတွေကိုပြန်လေ့လာကြည့်မယ်ဆိုရင် အနည်းဆုံးလူကဓာတ်ထိုးရလို့ဘဝမှာပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရတဲ့ပြည့်တဲ့တာဒကတွေလည်းအများကြီးရှိခဲ့မှုပါပဲ။ဒါကြောင့်မလို့ကိုဗေးနားမှာရှိတဲ့သူကအစ်စ်လားအတူလားဆိုတာခွဲခြားသိဖို့ဆိုတာတော်တော်လေးကိုအရေးပါတယ်လို့ပြောရပါမယ်။အဲ့တော့ကိုကမိကောင်းစေကောင်းဘယ်လိုရှာမလဲပေါ့။ဘယ် criteria တွေနဲ့ကြည့်ရမလဲ။ဘယ်လိုအချိန်မှမှသိနိုင်မလဲပေါ့။အဲ့မိကုံဖြေရမယ်ဆိုရင်မြတ်စွာဘုရားဟောထားတဲ့ဒီမိစေကောင်းတွေရဲ့ကျင့်ဝတ်နဲ့တစ်ချက်စံနှုန်းလေးကိုကြိုက်မကြိုက်လို့ကြည့်ရမှာပေါ့။ ဲ့တော့မိကောင်းစေကောင်းနေရဲ့ကျင့်ဝတ်ခုနှစ်ချက်ရှိပါတယ်အဲ့ဒါတော့အားလုံးလဲကြားဘူးနားမှာရှိကြပါပါအဲ့တော့ပေးနိုင်ခဲ့သောအရာကိုပေးရ၏ပြုနိုင်ခဲ့သောအမှုကိစ္စကိုပြုလုပ်ပေးရ၏ပြီးတော့အရေးကိစ္စအခက်အခဲပြဿနာကြုံတဲ့အခါမှာစွန့်ပြစ်မသွားဘဲနေရမယ်ပေါ့ဒုက္ခရောက်တဲ့အခါမှာကဘာမီးလောင်သားကောင်ချနေဆိုမျိုးကိုမစွန့်ပြစ်သွားရဘူးတဲ့ပြီးရခါကျတော့ လှုပ်ဝက်အပ်တဲ့အရာကိုလှုပ်ဝက်ပေးထားရတယ်ပြီးတော့လှုပ်ဝက်အပ်တဲ့အမှုကိစ္စတွေကိုလှုပ်ဝက်တင့်နေဆိုတာလည်းကိုယ်ကသူကအကြံပေးပြောမယ်ဒါတော့သူများကမပြောပါဘူးเนาะဒီကိစ္စတော့မင်းလူတစ်ခါရှောက်မပြောနဲ့မင်းတို့အနေရရှိတယ်မင်းတို့အချိန်ချင်းဒုက္ခပေးလာနိုင်တယ်ဆိုပြီးအဲ့လိုမျိုး suggestion ပေးရမျိုးလည်းပေးနိုင်ရတယ်ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့ကို့မှာပစ္စည်းဥစ္စာချို့တဲ့မွဲတည်တဲ့အခါမှာလည်းမထိမဲမြင်မပြုတ်ရဘူးတဲ့အဲ့တော့ဒီအင်္ဂါရက်တည်နဲ့ကိုက်ညီရင်စိတ်တော့ကဒီလူတစ်ယောက်ကမိကောင်းဆွေကောင်းဖြစ်တယ်လို့ယူဆရပါတယ်အဲ့တော့ကိုကို၌က အကောင်းကြီးပဲလိုချင်နေလို့တော့မရပါဘူးလောကမှာကိုယ်ဆိုင်ပြိုးသမျှကိုကိုပြန်ရိတ်သိမ်းရပါတယ်ကိုစီကပြောလိုက်တဲ့အတန်တိုင်းပဲ့တင်တန်ဆိုတာပြန်လာပါ life is an echo လို့ခေါ်တာဟုတ်ကိုလှိုင်ကူရေးမှာကိုကအကျယ်ကြီးអော်လိုက်ရယ်ကိုကဆဲရတဲ့စကားကိုကိုကអော်လိုက်မယ်ဆိုရင်ဒီပဲ့တင်တဲ့ဟာလည်းပြန်ဆဲရမှာကောင်းတဲ့စကားကိုអော်လိုက်မယ်ဆိုရင်ကောင်းတဲ့စကားပဲ့တင်တယ်ပြန်ကြရမှာထို့နည်းလကောင်းမင်းကိုကမိကောင်းစေကောင်းကိုလိုချင်တယ်ဆိုရင်ကိုကို၌ကလည်းမိကောင်းစေကောင်းဖြစ်နေဖို့အရေးကြီးပါတယ်အဲ့တော့ဟိုစိတ်လို့ ဘလို့ပြောမလဲဒီမြတ်စွာဘုရားရဲ့မဟောတထားပညာရှိအမတ်ဘဝမှာဆိုရင်ကြားဘူးမလားတော့မသိဘူးဒီဝိဒေဟရိအမတ်ကြီးကနေပြီးတော့မေးတယ်လေကိုယ့်ရဲ့နှုတ်ဝတ်အပ်တဲ့အရာကိုဘသူ့ကိုပြောပြရမလဲဘာလဲညာလဲမေးရခါမှာအမတ်ကြီးလေးပါတော့အာဘသူ့ကိုပြငယ်ချင်းကိုပြောရမယ်ကိုယ့်ရဲ့ကျင့်ဘောပြောရမယ်စသဖြင့်မျိုးစုံကြီးပြောပါကြတယ်ပေါ့နော်ပြောပါဒါပေမဲ့မဟောတထားဒုက္ခမင်းရကြဘာဘလို့ပြောလဲဆိုတော့ကိုယ့်ရဲ့နှုတ်ဝတ်အပ်တဲ့အရာကိုကိုကလည်းပြီးဘသူ့မှမပြောတင်ဘူးဆိုပြီးတော့ပြန်ပြီးတော့ဖြေကြသွားပါတယ်အဲ့ညာမှာကြည့်မယ်ဆိုရင်ဒီအမတ်ကြီးတွေอ่ะပေါ့နော်သူတို့က တစုံတယောက်ကိုပြောတင်နေဆိုပြီးတော့ trust တစ်ခုထားလိုက်တဲ့သူဟာလေသူတို့ပေါ်မှာမိကောင်းဆွေကောင်းမပီတာခဲ့တဲ့အတွက်ဒုက္ခရောက်ခဲ့ရတဲ့ဖြစ်ရည်ဒီပေါ့နော်အဲ့တော့စင်ကုနာပြောတယ်မိကောင်းဆွေကောင်းနေရဲ့ကျင့်ဝတ်ခုနှစ်ချက်တည်းကလှုပ်ဝက်အပ်တဲ့အရာကိုမလှုပ်ဝက်ပေးတဲ့မိဆွေဒုတွေနဲ့သွားတွေ့ွားတဲ့အတွက်ဒုက္ခရောက်ခဲ့ရတယ်အနေရကြောက်ခဲ့ရတာပဲဖြစ်ပါတယ်အဲ့တော့လူတယောက်ကိုရေတိုးခဏတစ်ဖြုတ်ပေါင်းကြည့်ုံနဲ့သူဟာမိကောင်းဆွေကောင်းလို့ပြောရခက်ပါတယ် လူဆိုတာကအဲများသောအားဖြင့်မျက်နှာဖုံးနေနဲ့များကြဖြစ်တဲ့အတွက်ကိုယ်စီကအကျိုးတစ်ခုကိုလိုလားရည်တော်၎င်းသူ့ရဲ့ talent ကပေါင်းတဲ့ဆက်ဆံရေးမှာထူးယူနေလို့တော်၎င်းသူ့အကြီးကခင်မိုးကောင်းတယ်သူကသဘောကောင်းတယ်ကုညီတတ်တယ်လို့ထင်ရတဲ့သူတွေအများကြီးပါပဲအဲ့တော့ဘယ်အခါကျမှမိကောင်းဆွေကောင်းဆိုတာသိမယ်ဆိုတကယ်အရေးရဲ့အကြောင်းရဲ့ကြုံတဲ့အခါမှသာလင်းသိတယ်။အဲ့တော့ရှင်းရှင်းပြောရရင်တော့ကိုဒုက္ခရောက်တော့မှကိုဆင်းရဲတော့မှဘယ်သူကကြားလဲဘယ်သူက နွားလဲဆိုတာသိတယ်ဆိုရဲစကားလို့ပဲအဲ့လိုမျိုးသိရတာပါကိုအစဉ်ပြေအောင်မြင်တော့ကိုကိုခေါ်ခြင်းပြောခြင်းနဲ့ကိုနဲ့ပတ်သက်ခြင်းနဲ့ကိုကိုကြွေးခြင်းမွေးခြင်းနဲ့ဒါပေမဲ့ကိုတကယ်တကယ်ဒုက္ခရောက်တဲ့အခါကျမသိကြိုးချွန်ပြူသွားတာရှိတယ်တချို့ရေအန်ရည်တွင်းမှာကြောက်တဲ့အခါမျိုးကြာရင်ကိုနဲ့ပြောလို့ပေါ့ကိုပြစ်တဲ့အားလုံးပုံချပြီးတော့ तू ကတော့ကိုလို့ရှောင်းတိန်သွားတာမျိုးတွေလည်းရှိပါတယ်ဒါတွေကတစ်လနဲ့လည်းမသိနိုင်အောင်၆လနဲ့လည်းမသိနိုင်အောင်တချို့တွေနှစ်နဲ့ချီနှစ်ပေါင်းများစွာပေါင်းသိမ့်ခဲ့ပြီးတာတောင်မှ ဟိုတကယ်တကယ်အရေးချောင်းပြက်စီးတဲ့အခါကြုံတဲ့အချိန်မှသာလေအံ့ဩဖို့ကောင်းလောက်နောက်ကျောသားနဲ့ထိုးဝိုက်ဖြစ်တယ်အများကြီးပဲရှိပါတယ်။ဒါကြောင့်မလို့ကိုကဘယ်သူပဲဝါတော့မိကောင်းဆွေကောင်းလို့တရတဲ့ conclusion မှတ်ချက်မှချခင်မှာတတိလေးနဲ့ပေါင်းသိမှုကအမြဲရေးကြည့်ပါတယ်။ကို့အတွက်အမြဲတမ်းတစ်ထစ်ခြံထားဖို့လိုရယ်ခုနမဟောတရာဒုက္ခမင်းပြောလို့ကို့ရဲ့လှုပ်ဝက်အပ်တဲ့အရာတွေဒီအကြောင်းကတည်ဝိုင်းရင်ငါစီကဘလို့အကျိုးမြတ်တွေသူကရယူနိုင်မလဲလှုပ်ဝက်ချက်ဆိုတဲ့နေရာမှာလေကို့ရဲ့လူအသိမခံနိုင်တဲ့အကြောင်းအရာတွေမဟုတ်ဘူး လူသိခံနိုင်တဲ့အကြောင်းအရာတွေလည်းပါသူတခြားသောအကြောင်းအရာတွေလည်းရှိနေတယ်။ကိုယ့်ရဲ့အားသာချက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ကိုယ့်ရဲ့ငါဒီလိုလုံနိုင်စွမ်းရှိရယ်ငါမှဒီလိုမျိုး talent တွေရှိရယ်ဆိုတော့ तू သိဝိုင်းဒီဘက်မှာ तू ကဘလို့အမျက်ထုတ်မလဲဘလို့ခွင့်ကောင်းယူမလဲပေါ့။အဲ့ဒါတွေလည်းကိုကကြိုတင်တွေးပြီးတော့တချို့ဟာလေးတွေကိုစီးလေးပေါင်လေးထားပြီးတော့ဘယ်အကန့်အသတ်ထိကိုပဲတခြားလူတွေမိတ်ဆွေပေါင်းစင်းတွေဘယ်အကြောင်းအရာတွေဘယ်အကန့်အသတ်တွေကြတော့ငါဘာမှပေးမသိဘူး။ငါနဲ့ငါမိသားစုပဲသိမယ်ဆိုတာမျိုးအဲ့လိုမျိုးလေးကန့်သက်ထားတဲ့။ပြီးတော့ဟိုယုံကြည်မှုဆိုတာ မျက်စိစုံမှိတ်ပြီးယုံလိုက်လို့တော့မရဘူးယုံကြည်မှုတစ်ခုဆိုတာတိဆောက်ပါတယ်အဲ့တော့ကိုကသူများကိုယုံကြည်ဖို့ဆိုတာချက်ပေါ့ကိုကိုနိုင်ကလည်းယုံကြည်ထိုက်တဲ့သူတယောက်ဖြစ်အောင်နေဖို့အရေးကြီးတယ်အဲ့တော့ကိုယုံကြည်ထိုက်တဲ့သူတယောက်ဖြစ်အောင်နေတဲ့ဆွေနေရာမှာကိုယ့်ရဲ့ယိုသားမှုတမတမက်ကြမှုအဲကိုယ့်ရဲ့ဒီကိုကျင့်တွေကဓာရီပေါ်မှာမူတည်ပြီးတိဆောက်ပါတာကိုကယုံကြည်ထိုက်တဲ့သူဖြစ်မှသာလင်းကိုကိုခွန်လိုက်ကလည်းယုံကြည်ထိုက်တဲ့လူတွေနဲ့တွေ့မှာစိတ်အများနဲ့ပြောတယ်ကိုကဒီပန်းသီးပင်ကိုစိုက်ပြိုးမယ်ဆိုရင်ဒီအပင်ကသီးလာတဲ့ပန်းသီးတွေကိုကသူ့ယူစားသုံးရမှာဖြစ်ပါတယ်အဲ့တော့ ိုကတော့လူတကာပေါ်မှာအကျိုးမြတ်တွေယူတဲ့တာပေါင်းညာစားလုပ်တဲ့အခွင့်အရေးတွေယူပြီးတော့ကိုကိုနိုင်ကကြောက်ကိုပေါ်အနစ်နာခံပြစ်ဆက်တဲ့သူမျိုးလိုချင်တယ်လို့မရပါဘူးအဲ့တော့ကိုကိုနိုင်ကလည်းလူတွေပေါ်မှာမိကောင်းစေကောင်းနဲ့အင်္ဂါရက်နဲ့အညီကြည်ကြံနေထိုင်တတ်ဖို့လိုပဲဒါမှသာလေလူအများမှာအော် तू ကတော့ယုံကြည်ရပါတယ် तू ကတော့တကယ်ကိုကိုချင်းသိက္ခာကောင်းပါတယ် तू ကတော့ဂရုတည်ပါတယ် तू ကတော့တကယ်ကိုအနစ်နာခံတတ်ပါတယ်ဆိုတော့ branding တစ်ခု image တစ်ခုတည်ဆောက်နိုင်ပါဘူးဒီလိုနာမည်ကောင်းတစ်ခုဆိုတာက လောက်ရက်လေးတစ်ခုဖြစ်ရက်လေးတစ်ခုနဲ့ပျော်လဲပျက်စီးသွားဖို့လွယ်တယ်ဒါပေမဲ့ခုနပြောတဲ့နာမည်ကောင်းတစ်ခုရဖို့အတွက်ကြာစိတ်တွေကနှစ်ကာလများစွာအချိန်များစွာရင်းနှီးရတယ်လောက်ရက်တွေနဲ့တိဆောက်ပါတယ်ကိုကနာမည်ကောင်းလို့ခြင်းလို့တော့နေနေတာတော့မဟုတ်ဘူးဒါပေမဲ့လောကကြီးနဲ့လောကကြီးမှာရှိတဲ့လူတွေကိုကိုယ့်ဘက်ကဘာတွေအကောင်းတွေပေးနိုင်မလဲကိုကသူများတို့ဒုက္ခမပေးဘူးမယုံပါဘူးသူများတွေကို ဝရုံးမော်ထိတ်ကွက်မလုပ်ဘူးအကျိုးမြတ်တွေကိုလိန်လဲလှဲ့ဖျားယူတာမျိုးမလုပ်ဘဲနဲ့သူများတို့ဘာကူညီပေးဘူးမလဲဘလို့ဒုက္ခရောက်တဲ့အခါမှာဖေးမမလဲဘလို့အကြံကောင်းညံကောင်းနေပေးမလဲသူများတွေကိုလှုပ်ဝက်အပ်တဲ့အရာတွေကဘလို့လှုပ်ဝက်ပေးမလဲကာစီပေးမလဲမလိုအပ်ဘဲနဲ့သူများမကောင်းချောင်းတွေကိုထုတ်ဖော်ပြောနေတာမျိုးတစုံတစ်ယောက်ရဲ့အသက်အနေရဲ့ဒါမှမဟုတ်ဘဝမှာအရေးကြီးတဲ့ထိခိုက်တဆင်းမှုရှိလာလို့ ထောက်ဖော်ပြောတာကတမျိုးအဲ့လိုမှမဟုတ်ဘဲနဲ့ကိုကသူ့ထက်တာကျင်လို့နာမည်ကောင်းလို့ကျင်လို့သူများကိုဖိနှိပ်ချိုးနှိမ်ပြီးပြောဆိုလိုက်တာလှုပ်လိုက်တာမျိုးတွေဟာလောကကြီးနဲ့လောကကြီးမှာရှိတဲ့လူတွေကိုကအဆိုးတွေပေးတာ negative တွေပေးတာအဲ့လို negative တွေပေးကို negative တွေပဲပြန်ရမှာသူများကိုကိုကကြောက်ချရင်ကိုလည်းကြောက်ချခံရမှာပဲသူများကနောက်ကျောဓာတ်ထိုးထားရင်ကိုလည်းထိုးခံရအောင်မှာပဲအဲ့တော့တချို့တွေကြတော့ရှိတယ်ကိုကကောင်းရဲ့နဲ့ပေါ့နော်မိကောင်းစီကောင်းနဲ့မတွေ့နိုင်သေးတာဖြစ်တဲ့အတွက် ဘလူပုံပေါ်မှာမကောင်းရှင်တော့ဘူးဆိုတဲ့စိတ်မျိုးအတွင်းမျိုးဝင်လေ့ရှိကြပါအဲ့ဒါကဘာနဲ့သွားတူမလဲဆိုတော့စိတ်လို့ဆိုပါစို့ဒီရေပုံးတစ်ပုံးနဲ့မှာတဝက်လောက်ကရေညစ်တွေရှိနေတယ်ဆိုပါစို့အဲ့တော့ရေညစ်တွေရှိနေတဲ့အခါမှာစိတ်တို့ကဒီပုံပိုင်းကနေရေကောင်းရေတန့်နေဖွင့်ချတဲ့အခါမှာ ဘလောက်ပဲဖွင့်ချဖွင့်ချ तू ကရင်ညစ်တွေရှိနေသေးရဲ့အတွက်ဒီရေကမကြည်လာသေးအဲ့တော့ငါရေသန့်နေထည့်ရသားနဲ့ပုံထဲမှာရေသန့်နေမရောက်သေးပါလားဆိုပြီးတော့လမ်းပျော့လိုက်ဖို့အရေးကြီးပါတယ်ရေသန့်ဘုံမှန်ကိုဖွင့်ထားပြီးတော့ရေသန့်နေဝင်ပါစေအဲ့တော့ရေသန့်နေဝင်လာတာနဲ့အများဒီပုံထဲမှာရှိရမကောင်းတဲ့အညစ်အကြေးတွေနောက်ကျင်နေရေတွေကတဖြည်းဖြည်းဘေးကိုရှန်ထွက်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 နောက်ဆုံးကျရင်အဲ့ရေညစ်တွေအကုန်လုံးကုန်သွားပြီးတော့ရေသန့်နေပဲကျန်တဲ့အနေအထားမျိုးကိုရောက်ရှိလာပါလိမ့်မယ် ထုံလေး၎င်းမဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာကိုယ့်ပေါ်ဘလို့ပဲစိုးယုံနေပါစေကိုယ့်ပေါ်ဘလို့ပဲကောက်ကျင်နေပါစေကိုယ့်ဘက်ကစောင့်ထိန်တင်တာစောင့်ထိန်မဲ့ကောင်းစရာရှိရကောင်းမဲ့ကုညီစရာရှိရကုညီမဲ့အဲ့လိုဖေးမတင်တာဖေးမမယ်ဆိုရင်ကိုကရေတန့်တွေကိုထဲ့တာမရက်သွားတာဖြစ်တဲ့အတွက်ကိုယ့်စီမှာရှိတဲ့ကိုတိရတော့၎င်းမတိရတော့ကောင်းကိုယ့်ရဲ့အပြုတ်မှုတွေမှာမကောင်းတဲ့ကံတွေကိုဖန်ပြီးခဲ့တာမျိုးရှိရင်ဒါတွေကတဖြည်းဖြည်းနဲ့ပယ်ပြီးတော့လွင့်ပြောင်းသွားမှာဖြစ်ပါအရေးကြီးတာက ကောင်းတဲ့ မိကောင်းစေကောင်းကျင့်ဝင်အင်္ဂါနေနဲ့ဒီကိုကဆက်လက်ရည်တည်နေထိုင်သွားဖို့ဒါအရေးကြီးပါတယ်။ဒါကြောင့်မလို့ကိုဒီလူတယောက်ကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဒီမိကောင်းစေကောင်းဟုတ်မဟုတ်ဆိုတာကိုစမ်းစစ်ဖို့ဒုတိယမှာထားပြီးပထမတစ်ချက်ကတော့ကိုကမိကောင်းစေကောင်းအင်္ဂါရဲ့နဲ့ညီလားညီအောင်နေရလားဆိုတာကို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 စမ်းစစ်ပါညီအောင်လည်းနေထိုင်ပါနောက်တစ်ခုကလူများနဲ့ပေါင်းတဲ့အခါကျရင်အရာခက်သိန်းကိုအဲ့တုံဖာမောက် ပေးတာမျိုးပြောတာမျိုးမလုပ်ပဲနဲ့ကို့အတွက် limit လေးရေးရကြမယ်တခုခုများငါဘီနာကရှိရလူတွေပြောင်းလဲသွားခဲ့တယ်ရှိတော့ငါ့ကိုဒုက္ခပေးလို့မရအောင်ဆိုပြီးတော့ limit boundary လေးတခုထားပြီးတော့ပေါင်းနှဆက်ဆံဖို့အရေးကြီးပါတယ်ပြီးရင်တော့စိန်ခုနာပြောပါတယ်မိကောင်းဆွေကောင်းနေအင်္ဂါရဲ့ခုနှစ်ချက်နဲ့ညီလားမညီလားဆိုတာစမ်းစစ်ပါလူတိုင်းကိုဉာဏ်ကြီးစိတ်နှစ်ပြီးတော့သရောကိုပါမပေါင်းဖို့လည်းအရေးကြီးပါတယ်ဒါဆိုရင်တော့ပေါင်းနှဆက်ဆံရေးမှာမကောင်းတဲ့သူတွေကိုတတ်နိုင်လောက်ရှောင်ရှားနိုင်ပြီးတော့ကောင်းတဲ့မိကောင်းဆွေကောင်းတွေကို ရှာဖွေတွေးရှိဖို့အတွက်ထောက်ပံ့ဖြစ်မယ်လို့ပြောလင်ပါတယ်။ဒီနေ့အစီအစဉ်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လာမယ့်အစီအစဉ်မှာလည်းပုံမစိတ်ဝင်စားဖို့ကောင်းတဲ့ကြားရတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်ရှင်။